ဘာလို့လို့နဲ့အဖိုးဘွားစီကိုမရောက်တာတောင်း9နှစ်ရှိခဲ့ပါပြီအဖိုးနဲ့ဘွားကနေမာနေတာကြောင့်တွားရဝေးတာကတကြောင်အလုံများတာကတကြောင်ကြောင့်မတွားပြစ်ခဲ့တာပါအဲဒါကြောင့်ပဲနောက်ပတ်မှာတော့အရောက်တွားမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ရှိသမျှအလုပ်တွေကိုအပိသက်လှုပ်ဆောင်လိုက်ပါတော့တယ်အဲဒီနောက်အဖေနဲ့မေကိုနေကအဖိုးဘွားရဲ့စီကိုအလဲတွားမယ်ကြောင်ပြောပြပြီးတော့အဝတ်စားတို့ပြင်ကမနဲ့စောစောပဲအဝေးပြေးကားကိတ်ကိုကျွန်တော်ထွက်လာခဲ့လိုက်ပါတယ် ပြီးရင်တော့ကာလမတ်ဝဲကနေကိုခီးထွက်လာခဲ့ပါတယ်။ကားစီးရင်နဲ့မကြခင်မှာပဲမရောက်တာကြာပြီဖြစ်တဲ့ငငယ်ကအတူတူနေခဲ့တဲ့အဖိုးနဲ့ဘွားစီကိုရောက်တော့မှမို့ဝမ်းသာပီတိဖြစ်မိပါတယ်။ဒီလိုနဲ့ပဲတဏီကိုနှီးပါကားပေါ်မှာချိန်ကုန်ပြီးတော့နောက်ကြတော့ကျွန်တော်ရမ်းလွမ်းနေတဲ့အဖိုးနဲ့ဘွားရှိရာရွာကိုရောက်လာခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ကားပေါ်ကနေဆင်းလိုက်ပြီးတော့ရွာကိုစတင်ဝင်လိုက်တာနဲ့ကျွန်တော်ကားပေါ်ကဆင်းပြီးတော့ရွာထဲကိုစတင်ဝင်လိုက်တာနဲ့ပဲ ကျွန်တော်မရောက်ဖြစ်ခဲ့တဲ့9နှစ်တွင်မှရွာတော်တော်လေးကိုတိုးတက်ပြောင်းလဲလာခဲ့တယ်လို့သုံးသပ်လိုက်မိပါတယ်။ရခင်ကအင်ကြီးအိမ်ကောင်တိတ်မရှိတဲ့ရွာဟာယခုဆိုရင်တော့သူ့ထက်ငါအပြိုင်ဆိုင်အင်ကြီးအိမ်ကောင်နဲ့ဆောက်ထားကြပါတယ်။ဒါကလည်းခဲလိုက်ပြောင်းလဲလာကြတာဖြစ်ပါလိမ့်မယ်။လမ်းမှာရခင်ကခင်မင်ခဲ့တဲ့တွေ့သည်မလူတွေကိုတလန်းလုံးနှုတ်ဆက်လာခဲ့ရင်းနဲ့ပဲနောက်ဆုံးမှာတော့အဖိုးနဲ့ဘွားအင်ရှိကို ကျွန်တော်ရောက်ရှိလာခဲ့ပါတယ်။အဖိုးအဖွာတားရောက်လာပြီနော်။ကျွန်တော်တန်ကြားတာနဲ့အဖိုးနဲ့ဘွားအင်ရှိကိုအမြန်ထွက်လာခဲ့ကြပါတယ်။ဟမ် မြည်လေးလာတယ်မထင်မှတ်ပဲကျွန်တော်ကိုမြင်လဲရတာကြောင့်အဖိုးရောအဖွားပါအားအသင့်သွားကြပုံရပါတယ်လာမယ်ဆိုရင်လည်းကြိုပြောဖို့ကွယ်မြည်လေးရလဲပြုံးစားကြီးရောက်လာတယ်လို့အခုလိုမျိုးရုတ်တရက်ကြီးရောက်လာတော့အဖိုးနဲ့ဖွားပို့ပြီးတော့ဝမ်းသာသွားတယ်မဟုတ်လားဝမ်းသာတာပေါ့မြည်လေးရဲ့အဖွားကလေငါမြည်လေးကိုအရန်တွေ့ကျင်နေတာသိလားကဲကဲကဲမြည်ဖွားနှစ်ယောက်နောက်မှလွမ်းတယ်ကြတနေ့ကုန်ကားစီးထားတော့ငါမြည်လေးပင်ပန်းနေရောပေါ့အိမ်ထဲဝင်ပြီးတော့အရင်နားလာအောင်နော် ဟုတ်တာပဲလာမြည်လေးမြည်လေးအိမ်ထဲကိုဝင်ပြီးတော့အရင်နားလိုက်အောင်နော်ကျွန်တော်ရောက်လာတဲ့အတွက်အဖိုးနဲ့ဘွားဟာပျော်ရွှင်နေတယ်လို့မျိုးကျွန်တော်လည်းအရန်ကိုပျော်ရွှင်နေမိပါတယ်ဒီလိုနဲ့ပဲခိတခဏအနားယူရေချိုးပြတာနဲ့ညစာစားဖို့အချိန်ကိုရောက်လာခဲ့ပါတယ်အဲဒီနောက်မှာတော့အဖိုးဘွားနဲ့အတန်ကြာသည့်အထိစကားတွေပြောပြီးတော့အိမ်ရဝင်လိုက်ပါတယ်အိမ်ရဝင်ပြီးတော့အချိန်တော်တော်ကြာတဲ့အထိကျွန်တော်အိတ်လို့မပြောပဲဖြစ်နေပါတယ်အဲဒါကြောင့်ပဲ channel မှာလမ်းလျှောက်ဖို့အတွက်ကျွန်တော်အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်ပါတယ်လာမင်းကြီးကလည်းထိန်းထိန်သာပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေပြီးတော့တစ်ခါတလေ လေပြည်လေးတွေတိုက်ခတ်လာတာကြောင့်တဏီကုံကားစီးလာပြီးတော့ပင်မန်းထားသည်မြဟာလမ်းဆန်းသွားခဲ့ပါတယ်အဲဒီလိုမျိုးလေကျွန်တော်တာယာမှုကိုခံစားနေတုန်းရှိသေးတယ်ရုတ်တရက်ချက်ချင်းကက်ရဲ့ခေါင်းရင်အိမ်ကနေပြီးတော့တစုံတစ်ခုကြာကွဲတန်တဲ့အတူတောက်ခေါက်တန်ကြီးကိုကြားလိုက်ရပါတယ်ချံကြဲကြီးမို့လို့အိမ်ချင်းကအလံဝေးပဲမဲ့လဲတိတ်ဆိတ်နေတဲ့ညမှာမို့လို့အတိုင်းသာကြားနေရခြင်းဖြစ်ပါတယ်အတန်နေထက်မှန်ထွက်လာတာကြောင့်ကျွန်တော်လဲဆက်ပြီးတော့နားဆွင့်နေမိပါတယ်ညနေတကောင်ရံဖြစ်နေကြလားဘလို့လူတွေပါလဲ အဲ့ဒီလိုမျိုးဒဇုံတစ်ခုကြကွဲတဲ့တောက်ခေါက်တန်တွေကိုအချိန်တော်ကြာတဲ့အထိကျွန်တော်နားဆွနေပြီးတော့အဲ့ဒီအတန်တွေရက်သွားမှသာကျွန်တော်အိမ်မော်ကိုပြန်တက်ပြီးတော့အိတ်လိုက်ပါတယ်မနက်မိုးလင်းတာနဲ့မျက်နှာသစ်ပြီးတော့အဖွားပြင်မိထားတဲ့မနက်စာစားဖို့အတွက်ဇပွဲကိုကျွန်တော်ဝင်ထိုင်လိုက်ပါတယ်မြည်လေအဖွားလက်ရထမင်းညော်နဲ့ပဲပြုတ်စီစံကိုအားရပါးရစားတော်မြည်လေဒါမျိုးမစားရတာကြာပြီဖွားရဲ့အဖွားလက်ရကိုကျွန်တော်အမြဲတည်းရနေတာဗျမြည်ကြိုက်တာတီလို့အဖွားကြော်ပေးထားတာမြများစားတော်မြည်လေဟုတ်ကဲ့ဖွား ကျွန်တော်လည်းမစားရတာကြာပြီဖြစ်တဲ့အဖွားရဲ့လက်ရထမင်းကြော်ကိုအားရပါရစားလိုက်ပါတယ်။မင်းစားစားလို့ပြီးစီးသွားတဲ့အခါမှာတော့ညကကြားခဲ့ရတဲ့ခေါင်းရင်အိမ်ကအတန်ကိုတရိယာသွားမိပါတယ်။ဒါနဲ့ဖို့ညခေါင်းရင်အိမ်မှာတခုခုကြကွဲတဲ့နေတောက်ခေါက်တဲ့နေအကြာကြီးပဲကြားနေရရံဖြစ်နေကြရတာမသိဘူးဖို့ကျွန်တော်အမေကြောင့်အဖိုးကတက်ပြင်းချလိုက်ပြီးတော့ခေါင်းရင်အိမ်မှာဘသူမှမရှိဘူးမြေးလေးရဲ့အဖိုးရဲ့အဖြေကြောင့်ကျွန်တော်အားအသင့်သွားခဲ့ပါတယ်။ဗျာဘသူမှမရှိဘူးဟုတ်လား အဲ့ဒါဆိုညဘာဖြစ်လို့အတန်နေကြားနေရလဲအဖိုးရဲ့အရင်ကဥပဒိုရိုမီတာဆိုနေတယ်မဟုတ်ဘူးလားဗောဥပဒိုရိုဇုံးသွားတာကြာပြီးမြင်လေဥပဒိုတွေမကောက်သူ့မိမဒေါ်မင်ညွတ်မှာဇုံးသွားပြီးမြင်လေဗျာဘာလို့ဇုံးသွားလဲဗောရဲ့ကျွန်တော်မလာတဲ့9နှစ်တွင်မှာဥပဒိုရိုလင်မယားဇုံးသွားပြီဆိုတာကြောင့်အံ့ဩသွားမိပါတယ်စိတ်မကောင်းစရာတွေပါမြင်လေဒီเจ้าနေကိုအဖိုးပြန်ပြီးတော့လည်းမပြောပြချင်တော့ပါဘူးဘာเจ้าနေဖြစ်ခဲ့လို့လဲဆိုတာကျွန်တော်ရမ်းသိချင်တယ်ဗောရဲ့ပြောပြပါတော့ဗော အဖိုးကတပြင်းတစ်ချက်ကိုချလိုက်ပြီးတော့ဒီလိုမြည်လေလွန်ခဲ့တဲ့၃နှစ်တုန်းကပေါ့မကြခင်မှာပဲမိုးရင်းကိုရောက်တော့မှဖြစ်ပါတယ်မိမိအိမ်ကလည်းရိုင်နေနေပြီဖြစ်တာကြောင့်စုထားတဲ့ငွေလေးနဲ့ပြင်အောင်ရင်လေးတစ်လုံးကိုစောက်ဖို့အတွက်ဥပတိုးနဲ့ဒေါ်မင်ညွန့်တို့ဟာစိတ်ကူးထားလိုက်ပါတယ်အဲဒါကြောင့်မဲအိမ်ဆောက်ရဲ့လိုအပ်တဲ့သစ်တွေကိုဝယ်ဖို့အတွက်ထွက်လာခဲ့ကြပါတယ်ဘာတိုးတို့လေမယားဘယ်သွားကြမလို့လဲကွာအိမ်ဆောက်မလို့ရေတစ်လေးပါလေးတော့ဝယ်မလို့ပါတင်ရွှေရဟုတ်လားမင်းတစ်ဝယ်မယ်ဆိုလို့ရှိရင်ငါအတိတွေရှိတယ်ကွာ တစ်ကတော့သူ့အိမ်ဖြတ်ထားတဲ့တစ်ဆိုပေမဲ့အကောင်းကြီးရှိသေးတာကွာအစ်စ်တိုင်းပဲဈေးလည်းအရန်တက်တာတယ်အရင်တစ်တွေနဲ့ဆိုလို့ရှိရင်မင်းအိမ်တစ်လုံးကတော့အေးအေးဆေးဆေးစောက်လို့ရတယ်ကွာဈေးလည်းအများကြီးတက်တာတော့မှာဟုတ်လားကွာငါလည်းလက်ထဲမှာပတ်စံသိမ့်မရှိတာနဲ့အတော်ပဲကွာအဲ့ဒီတစ်တွေဘမသွားကြည့်ရမလဲကွာငါဝယ်မယ်ကွာအဲ့ဒီတစ်တွေကိုပတ်စံသိမ့်မရှိတာမို့ယခုဈေးတော်တော်နဲ့အိမ်တစ်လုံးစာတက်ရမယ်ဆိုတာကြောင့်ဥပဒေရောဒေါ်မင်ညွတ်မှာဝမ်းသာသွားကြပါတယ်အဲ့ဒီနောက်မှာတော့တစ်ဝယ်ဖို့အတွက်ဥတင်ရွှေနဲ့လိုက်သွားကတစ်ကိုကြည့်ပြီးတော့ကြိုက်တာကြောင့် ငွေကြေးကကားငားပြီးတော့တစ်တွေကိုတင်ဆောင်လာကအိမ်ကိုပြန်လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့အိမ်ဆောင်မဲ့လက်သမားတွေငားပြီးတော့ပြင်တော်အိမ်လေးတစ်လုံးကိုဆောက်လိုက်ကြပါတယ်။မှန်းထားတာတဲ့ပတ်စံသိပ်မကုံလိုက်ပဲနဲ့အိမ်ကောင်းကောင်းလေးတစ်လုံးရသွားတာကြောင့်ဥပဒိုနဲ့ဒိုမင်ညွန့်တို့ဟာဝမ်းသာမဆုံးဖြစ်နေကြပါတယ်။ယနေ့အိမ်ဆောက်လို့ပြီးစီးသွားပြီဆိုတာကြောင့်အိမ်ဆောက်စဉ်ကပင်မထားသမျှအတိုးချကဥပဒိုနဲ့ဒိုမင်ညွန့်တို့အပါအဝင်သမီးဖြစ်သူရင်ရင်ရွှေနဲ့ရင်ရင်လာတို့ပါအစောကြီးအိပ်ရာဝင်လိုက်ကြပါတယ်။ ူတို့တွေကတော့အိမ်မောကြနေတဲ့အချိန်မှာပဲပကံကြာခွဲတန်နေတဲ့အတူလူတယောက်ဒေါသတကြီးတောက်ခေါက်တန်ကိုကျေလောင်စွာကြားလိုက်ရတာကြောင့်ဒေါ်မင်ညွန့်လန်နိုးလာခဲ့ပါတယ်ဟမ်ဘယ်သူပါလဲဇဝေးဇဝါနဲ့အိယာကနေမထသေးပဲနဲ့ဆက်ပြီးတော့နားဆွင့်ထားလိုက်ပါတယ်နောက်တစ်ခါထပ်ကြားလိုက်ရတာကြောင့်အိမ်ထဲမှာတယောက်ယောက် တော့ရှိနေမယ်ဆိုတာဒေါ်မင်ညွန့်သိလိုက်ပြီးတော့အတန်ကြာရနောက်ဘေးပကံနေထားတဲ့နေရာကိုခြေဖော့ပြီးတော့တွတ်ကြည့်လိုက်ပါတယ်သူနောက်ဘေးကိုရောက်တဲ့အချိန်မှာပဲအရင်မဲမဲကြီးတစ်ခုကမတ်တက်ရက်နေတာကိုတွေ့လိုက်ရတဲ့အတွက် ဒိုမင်းညိုအရန်ကိုထိတ်လန့်သွားပြီးတော့အမလေးသေးရဲဆိုပြီးတော့ငေတန်ပအောင်អော်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့နေရာမှာတဲ့မူးမေ့လဲသွားခဲ့ပါတော့တယ်ဒိုမင်းညိုအော်တန်ကြောင့်ပဲဥပတိုရောတမီးနှစ်ယောက်ပါနိုးသွားကြပြီးတော့တိန်လုံးမီးဖွင့်ကနောက်ဖေးဘက်ကိုပြေးလာခဲ့ကြပါတယ်မိမမိမမင်းဘာဖြစ်တာလဲကွာဟမ်အမေအမေအမေဘာဖြစ်တာလဲအမေခေါ်လို့လည်းမရတော့ဘူးဒိုမင်းညွတ်တယောက်သတိမေ့ပြီးတော့ခေါ်လို့မရတာကြောင့်ရှူစေးပေးရှူလိုက်နှိမ့်နယ်ပေးလိုက်နဲ့တားဖတ်တော့ရအောင်အလုရှုပ်သွားခဲ့ပါတယ် အဲဒီလိုပြုတ်လောက်ပေးပြီးတော့10မိနစ်လောက်ကြာမှတော့သတိပြောင်းဝင်လာခဲ့ပါတယ်။ဒိုမင်ညွန့်မျက်လုံးနဲ့ဖွင့်တာနဲ့တပြိုင်တည်းနဲ့တရေတရေကြောက်တယ်ဆိုပြီးတော့အော်နေခဲ့ပါတယ်။ဒိုမင်ညွန့်ကိုဥပဒိုးရောတမိနှစ်ယောက်ပါနားမလည်နိုင်စွာကြည်ပြီးတော့ဘယ်မှလဲအမေရဲ့တရေဘသူမှမရှိပါဘူး။ပကံကြာခွဲတန်ကြာလို့ကျမလာကြည့်တာအရေးမဲမဲကြီးတခုဒီနားမှာရှိနေတယ်။ကျမကြောက်တယ်ကိုပါတို့ရဲ့။ကျမအရင်ကြောက်တာပဲ။ပြောရင်းနဲ့ဒိုမင်ညွန့်ကငိုချလိုက်ပါတယ်။ပကံကြာခွဲတာဆိုလို့ရှိရင်ပကံခွဲစားတယ်ရှိရမှာပေါ့မိမ။ဘယ်မှလဲအခုပကံခွဲစားတယ်။ မိမနားကြားမတာဖြစ်မှာပါအရေးဆိုတာလည်းကြောင်နေပါလာတာဖြစ်မှာပါကွာဟုတ်ပါတယ်မေရဲ့တမီးတို့လည်းရှိတာပဲဘာတမ်းမှမကြားမိပါဘူးအရင်နောက်မှာတော့ဥပတိုဟာမိမဖြစ်သူကြောက်စိတ်ပြေအောင်ချော့မော့ပြောဆိုပြီးတော့ပြန်လဲအိတ်ခိုင်းလိုက်ပါတယ်၃ရက်လောက်ကြာတဲ့အခါမှာတော့ဒေါ်မင်ညွန့်ဟာအမြင်မတာဖြစ်မှာပါလို့သတ်မှတ်လိုက်ပြီးတော့အဲ့ဒီကိစ္စကိုမေးမေးပြောပြောဖြစ်သွားခဲ့ပါတယ်ဒီနေ့မှာတော့ဥပတိုနဲ့တမီးနှစ်ယောက်လုံးတခြားရွာမှာရှိတဲ့ဆွေမျိုးတွေစီကိုညာရေးအလဲသွားတာကြောင့်ဒေါ်မင်ညွန့်တယောက်တည်းအိမ်ဆောက်အဖြစ်ကျန်နေရစ်ခဲ့ပါတယ် ထုံးစံအတိုင်းပင်ပြင်းပြင်းရှိတာနဲ့စောစောပင်အိပ်ရာဝင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတဟားဟားနဲ့ရုတ်တရက်ကြဲလောင်စွာထွက်ပေါ်လာတဲ့ရေတံကြောင့်ဒေါ်မင်ညွန့်နိုးသွားပြီးတော့အနားမှာစောင်းထားတဲ့လက်နိတ်တမီကိုယူကာဟိုဒီဒီလိုက်ထိုးကြည့်လိုက်ပြီးတော့ဘာမှမတွေ့ရတာကြောင့်ပြန်ပိတ်လိုက်ပါတယ်။အဲ့လိုပြန်ပိတ်လိုက်တဲ့အချိန်မှာပဲတဟားဟားနဲ့ထပ်ပြီးတော့ရည်တံတွေထွက်ပေါ်လာခဲ့ပါတယ်။ဟမ်ဘသူလဲဘသူရည်နေရလဲ။ဒီတစ်ခါမှာတော့ဒေါ်မင်ညွန့်တော်တော်လေးကိုလန်သွားခဲ့ပြီးတော့ဓမီပြန်ဖွင့်ကအတန်ကြာရခေါမိုးပေါ်ကိုထိုးကြည့်လိုက်ပါတယ် အမလီအတေးရဲ့အတေးရဲ့တေးတူမအိတ်နေတဲ့အပေါ်တက်တဲ့ထုတ်တန်းပေါ်မှာထိုင်ကတူမကိုစူးစူးဝါဝါကြီးကြည့်နေတဲ့မမဲအကောင်ကြီးကိုမြင်လဲရတာကြောင့်ဒေါ်မင်ညွတ်တယောက်အရန်ကိုကြောက်လန့်သွားပြီးတော့ငေးတန်ပောင်းအော်ကအိတ်ရဲထဲမှာပဲငြိမ်သက်သွားပါတော့တယ်ညာဘက်ကိုရောက်တဲ့အခါမှာတော့ဥပဒုတို့တာဖတ်တယောက်ကအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အစိုးကြီးအိတ်နေပါလားမိမရဲ့နေမကောင်းလားအဲ့လိုပြောရင်းနဲ့ပဲဒိုမီညွတ်နှစ်ခုကိုဥပဒုလက်တင်ကစမ်းကြည့်လိုက်တဲ့အခါမှာတော့အေးဆက်နေတာကိုသတိထားလိုက်မိပါတယ်ဟမ်အေးဆက်နေရပဲ ဟာဟာအသက်လည်းမရှူတော့ဥပတ်တို့စကားကြောင့်ရင်ရွှေနဲ့ရင်ရင်လာပါမိခင်ကိုစိတ်ပူသွားကြပါလေအမေအမေအမေဘာဖြစ်တာလဲအမေအမေထားပါဦးအမေရဲ့တမီးတမီးအမေကိုစေးုံအမြန်ပို့မှဖြစ်မယ်လွတ်လွတ်မြန်မြန်သိအရင်နောက်မှာတော့ကားငါးပြီးတော့ဒေါ်မင်ညွန့်ကိုစေးုံမော်ကိုအမြန်ပို့ဆောင်လိုက်ပါတယ်ဒါပေမဲ့ဒေါ်မင်ညွန့်တေဆုံးသွားခဲ့ပါပြီမသေးခင်တုံလုံးဆရာတခုခုနဲ့ကြုံခဲ့ပြီးတော့နှလုံးရှော့ရိုက်ကတေဆုံးသွားကြောင်းစစ်စေးချက်အဖြစ်တွေထွက်လာခဲ့ပါတယ်ဥပဒေတို့တာဖတ်တော့ရုံကျုံးမရဖြစ်ပြီးတော့ငိုကုန်ကြပါတယ် ဒိုမင်ညွန့်ရက်လက်ပြီးစီးသွားခဲ့ပါပြီ။ဘာဖြစ်လို့ယခုလိုမျိုးဖြစ်သွားရလဲဆိုတာကိုဥပဒေနားမလည်နိုင်သေးပဲနဲ့မိမဖြစ်သူကိုတယောက်တည်းထားခဲ့မိတာကြောင့်အဲဒီလိုဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်ဆိုပြီးတော့မိမိကိုယ်ကိုအပြစ်တင်နေမိပါတယ်။ညာနဲ့နေပြီးဖြစ်ပေမဲ့လည်းဥပဒေစိတ်ညစ်ညစ်နဲ့အိတ်မပြောနိုင်သေးပဲနဲ့နောက်ဘေးကအမောင်ထဲမှာထိုင်ကဆစ်လိုက်ထိုင်တော့နေလိုက်ပါတယ်။ရုတ်တရက်ဆိုသလိုအနားမှာပကံကြာခွဲတန်တွေထွက်ပေါ်လာတာကြောင့်ဥပဒေလန့်သွားပြီးတော့ တကူလုံးကြက်သိမ်းမွေးညင်းတွေပါထသွားခဲ့ပါတယ်။ယခုလိုတစ်ခါမှမဖြစ်ဘူးတာကြောင့်ထူးဆန်းနေတယ်ဆိုတာကိုတော့သိလိုက်ပါတယ်။အဲဒါကြောင့်ပဲမီးကလုတ်တွေဖွင့်ဖို့အတွက်ထပြီးတော့ဆန်းလိုက်တဲ့အချိန်မှာပဲတစုံတရာကသူ့ရှေ့မှာကာထားတာကြောင့်မီးဖွင့်ရမရပဲဖြစ်သွားပါတယ်။ဘာလို့လဲ။တခိုးလား။မီးလို့မှမစုံသေးလေပဲညစ်ခံလဲရတာကြောင့်ဥပဒ်တို့အသက်ရှူကျက်လာပြီးတော့သူ့ဟာလေပဲညစ်နေတဲ့သူကိုတွန်းထုတ်ဖို့အတွက်ကင်လိုက်တဲ့အချိန်မှာတော့သူ့ခန္ဓာကိုယ်ဟာအမွေးကျဉ်းကျဉ်းကြီးတွေနဲ့ပြည့်နေတဲ့အတွက်လူမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။ဥပဒ်တို့အားရှိသလောက်ယုံကြပေမဲ့လည်းဘလို့မှမရတာကြောင့် နောက်ဆုံးဒီကုလုံးအရင်ကြီးနေကခွေလဲကျသွားခဲ့ပါတယ်အဲဒီလိုဖြစ်ပျက်နေအောင်ရင်ရွှေနဲ့ရင်လာကတော့မသိပါဘူးမိခင်အတုပတော်ကပင်မန်းထားတာကြောင့်အိမ်မောကျနေစေပင်ဖြစ်ပါတယ်မနက်မိုးလေးနဲ့ခါမှာတော့မျက်နှာတိဖို့အတွက်နောက်ဘေးကန်းကိုရင်ရင်လာဝင်လိုက်စင်ပါပဲဖခင်ဖြစ်သူလဲကျနေတာကိုတွေ့လိုက်ရတဲ့အတွက်လန့်သွားပြီးတော့မမမမလာပါဦးမမညီမဖြစ်သူခေါ်တဲ့ကြောင့်ပဲရင်ရွှေနဲ့နောက်ဘေးကန်းကိုပြေးဝင်လာခဲ့လိုက်ပါတယ်အဖေအဖေအဖေဘာဖြစ်တာလဲအဖေ မသိဘူးညီမရေညီမဝင်လာတော့အဖေလဲကြနေရပဲတွေ့ရလှုပ်ပါအောင်မမရေခဏလေးခဏလေးဘေးရလူတွေအမသွားခေါ်လိုက်မယ်ရင်ရွှေလဲအင်ချေရင်ကဖိုးဖိုးမင်းနဲ့ဖွားမေသိန်းကိုအမြန်ပြေးခေါ်လိုက်ပါတယ်ဖိုးဖိုးမင်းနဲ့ဖွားမေသိန်းရောက်လာပြီးတော့ဥပဒေကိုစမ်းကြည့်တဲ့အခါမှာတော့တေဆုံးသွားပြီဖြစ်ပါတယ်တမီးတို့ဖေဟာအသက်မရှိတော့ဘူးကွယ်ရှင်မဖြစ်နိုင်တာပဲမနေ့ကမှအကောင်းကြီးပါဘာဖြစ်လို့ရုတ်တရက်ဆုံးသွားတာလဲအဖိုးလည်းမယုံနိုင်ပါဘူးတမီးရေ ဘာဖြစ်လို့မင်းညွရောဘာတိုးပါရှေ့စင်းနောက်စင်းဆုံးသွားတာလဲတန်နေရဝင်မိရဘာကြောင့်လဲဖို့ဘာလို့ဖေဖေနဲ့မေမေကအခုလို့ဖြစ်ရတာလဲอืมဒီအိမ်ကမတန့်ဘူးလို့အဖိုးထင်တယ်တမီးတွေရှင်ဟုတ်တယ်တမီးဒီအိမ်ဆောက်ပေးပြီးချင်းညာတခုခုကြာခွဲတန်နေတောက်ခေါက်တန်နေကြားနေရတယ်အဖိုးလည်းတမီးအမေနဲ့အဖေရန်ဖြစ်ကြတယ်ပဲထင်တာတမီးအမေမဆုံးခင်ညာတော့ရေတန်အကျေကြီးကြားလိုက်ရပြန်တယ်တမီးတို့ကကြိုက်လားမကြိုက်လားမသိလို့အဖိုးလည်းမပြောပြဖြစ်ဘူး အခုလည်းဘာတို့ရုတ်တရက်ဆုံးသွားပုံကြည့်ရရင်ဒီအိမ်မှာတခုခုဆွဲကပ်နေတယ်လို့အဖိုးကတော့ထင်တယ်ဖိုးဖိုးမင်းစကားကြောင့်ပဲရင်ရင်ရွှေရောရင်ရင်လာပါအံ့ဩမှုတွေနဲ့အတူကြောက်သွားကြပါတယ် အဲ့ဒါဆိုဒီမှာတည့်ရဲရှိနေရပါတော့နော်ဖို့။သမီးတို့ဒီချမ်းမှာနေလာကြပြီ။ဘာမှမဖြစ်ခဲ့ပါဘူး။အခုမှဘလို့တွေဖြစ်ရတာလဲဖို့ရဲ။အဘိုးလည်းအဲ့ဒါကိုပဲဒူးဒူးဆန်းဆန်းဖြစ်နေတာ။ဒါနဲ့ဒီအိမ်ဆောက်ဖို့အတွက်တစ်တရာဘယ်ရောက်ဝယ်ခဲ့ရလဲ။အဖေရဲ့အတီးတယောက်စီကတက်အောင်းနေဈေးတော်ရဲဆိုတာနဲ့ဝယ်ပြီးတော့ဆောက်ထားတာပါဖို့။ရင်ရွှေ့စကားကြောင့်ဘာကြောင့်ယခုလိုဖြစ်ခဲ့လဲဆိုတာကိုပုံပုံမင်းသိလိုက်ပါတယ်။ဩအဲ့ဒါကြောင့်ဘာလို့လဲဖို့ရဲ။အဘိုးတင်ပြောရရင်တော့ဒီတက်အောင်းနေရပါလာတာဖြစ်လိမ့်မယ်။ရှင်း ရင်ရွှေနဲ့ရင်လာကြောက်သွားပါတယ်ကဲသမီးဖေကသုံးပြီးသွားပြီဆိုတော့စီစဉ်စရာရှိတာရောစီစဉ်ရအောင်ရွာထဲကလူတွေကိုအဖို့သွားခေါ်လာအောင် အဲ့ဒီနောက်ရွာတွေကလူများကိုဖိုးဖိုးမင်းကတွားခေါ်လာပြီးတော့အာတုပကိစ္စစီစဉ်ရပါတော့တယ်။လူများလည်းရှင်းစင်နောက်ဆက်ဆုံးသွားကြတယ်။ဥပဒိုးတို့လင်မယားတို့စိတ်မကောင်းဖြစ်နေကြပါတယ်။ဖြစ်စဉ်ကတော့အဲ့ဒါပဲမြည်လေးရယ်။ရင်ရွှေနဲ့ရင်လာလဲအိမ်မှာမနေရဲတော့တာနဲ့သူတို့ဆွေမျိုးတွေရှိတဲ့တခြားရွာမှာတွားနေလိုက်ကြတယ်လေ။အဖိုးပြောတာညားထောက်ပြီးတော့ဥပဒိုးနဲ့ဒေါ်မင်ညွန့်တို့ကျွန်တော်စိတ်မကောင်းဖြစ်မိသွားပါတယ်။ဒါဆိုဒီအိမ်ကြီးကိုဒီတိုင်းမထားခဲ့ရပါတော့ဘူး။ဟုတ်တယ်မြည်လေးရယ်။ ဒီအိမ်ကြီးမှာလူမနေတော့တာသုံးနှစ်တောင်ကြာခဲ့ပြီအဲ့ဒီအိမ်ကြီးရတရေကလည်းခုချိန်ထိရှိနေတော့မှတော့ဘို့သူနေလို့မရအောင်လို့တရားတွေပါရင်မနာပေးကြအောင်လားဒါအိမ်ပိုင်ရှင်တွေသဘောပါသူတို့ကဒီတိုင်းပြစ်ထားတော့တခြားသူတွေကမလုပ်လို့ရမှာလဲဟုတ်သားပဲ အဖိုးပြောပြပုံဆိုအဲ့ဒီအိမ်ကြီးကကြောက်စရာကြီးပဲ။တညာကြားခဲ့ရလဲအဲ့ဒီအိမ်ကတရေရဲ့အတံပဲဖြစ်နေမယ်။ဟုတ်တယ်မြင်းလေးရဲ့။အဖိုးလည်းညာတိုင်းလိုလိုကြားနေရတယ်။အခုတော့အဲ့ဒီအတံတွေကယိုးနေပါပြီကွယ်။အဲ့ဒါကြောင့်အိမ်ဆောက်ဖို့တစ်တွေဝယ်မယ်ဆိုရင်အိမ်အဟောင်းကတစ်တွေကိုမဝယ်သင့်ဘူးကွယ်။တချို့ကကောင်းတာရှိတယ်လို့အခုလိုအပမိနေတဲ့မကောင်းတဲ့တစ်တွေပါလာလို့ရှိရင်ဒုက္ခရောက်နိုင်တယ်လေ။ဟုတ်ကဲ့ပါဖို့တတ်မှတ်ထားလိုက်ပါမယ်။ငါမြည်တည်ချင်တာကြီးပြောပြပြီးပြီဆိုတော့အစာကြည့်အောင်လို့အဖိုးလမ်းခဏလောက်ရှောက်လာအောင်မယ်နော်။ အဖွားလည်းနှိမ့်လေစာအတွက်ပြင်လိုက်ဦးမယ်နော်မီလီဟုတ်ကဲ့ပါအဖိုးနဲ့ဘွားအဖိုးနဲ့ဘွားကကျွန်တော်ကိုပြောဆိုပြီးတော့အနာကထွက်သွားကြပဲမယ်အဲ့ဒီအိမ်ကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေကတော့ကျွန်တော်စိတ်ထဲမှာဆွဲကပ်နေပါတယ်နောက်နေ့ညတွေမှာလည်းထိုအိမ်ကြီးကအတန်တွေကိုနားဆွင့်နေပြီးပြီးတော့အဲ့ဒီအတန်တွေတိတ်နေမှသာကျွန်တော်အိတ်တဲ့အကျင့်ပါသွားခဲ့ပါတယ်ဒီလိုနဲ့ပဲအဖိုးနဲ့ဘွားအိမ်မှာဆယ်ရက်လောက်နေပြီးတော့အလုပ်ရှိတာနဲ့ကျွန်တော်နေထိုင်တဲ့မြို့ကိုပြန်လာခဲ့လိုက်ပါတယ်တို့ပဲမှလည်းအဲ့ဒီအပမိနေတဲ့အိမ်ကြီးအကြောင်းကိုတော့စိတ်ထဲမှာကန့်ညစ်နေသေးပဲဖြစ်ပါတယ် ဇလန်းလေးကတော့ဒီမှာနေပဲပြီးဆုံးသွားပါပြီဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်